ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ်စာအုပ်လေးကတော့ဆရာတာယာမင်းဝေရေးသားထားတဲ့ပန်းလက်ဖွားမှာဖားအပ်ပိုင်ခွင့်မရှိတဲ့အကောင်လေးဆိုတဲ့ဝိထုစာအုပ်လေးကိုအပိုင်၄အနေနဲ့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်။နားတော်တာဆင်အားပေးကြပါဦးခင်ဗျာ။နောက်နေ့မှာပဲသူတို့ပြဿနာတဲ့လူကိုယ်တိုင်ကျွန်တော်ဝင်ပါမိပါရော။ ကျွန်တော်ကကျွန်တော်ဘာသာနေတာပါသူတို့ပြဿနာလားဖះဘူးလဲရင် ကျွန်တော်ဝင်တိုက်ကြတာကျွန်တော်ဖះမှာလက်ဥလေးပါလေးများရှိမလားဆိုပြီးရှောက်ရှာနေတဲ့အချိန်ရောဘင်ငှက်ကလေးတွေလိုလှတဲ့သူတို့ဟာဇေယျကလေးတွေလိုညံပြီးဖះဘုံရောက်လာတယ်ဇေယျနံပါတ်၁ကတန်တင်ဆိုရင်နှင်းနဲ့သုံးဟာကေခိုင်နဲ့မိုးကြည်ကြည်ဝေပေါ့ဟဲ့ဟဲ့ဟိုဘက်သွားမယ်ဟဲ့လက်ရရစ်လေဒီဘက်ကပတ်ရမှာဟဲ့ ဟိုနဲ့ယောက်ကြီးကဆရာဥကိုကိုအောင်နဲ့တူတယ်တော့ဟိုဘလူးကြီးကြတော့လေမျိုးသားအတိုင်းပဲကျွန်တော်စိတ်လဲညင်စိတ်လဲဝင်စားပါတယ်သူတို့ရရလာချီတာလားလို့ပါဘာကိစ္စလဲမသိဘူးဖျားဖို့ဖို့တသက်ဆိုရင်တော့လေးစားရမှာပေါ့သူတို့ကကျွန်တော်ကိုမြင်သွားတယ်ဟဲဟိုမှာဘီလင်းငံဟာဟိုမှာဟိုမှာစီလင်းဆက်အော်အီလင်းချိုဟဲ့ကျွန်တော်လေးထွက်လာရတယ် မချေနဲ့လေဘာမှမတတ်နိုင်ဘူးသူတို့ကအုပ်စုတောင်းတာ哦ဇောင်းတန်းတစ်ခုမှငြိမ်ငြိမ်လေးဝင်ထိုင်နေလိုက်တယ်ဒါပေမဲ့မကြပါဘူးဇေဒီကို တပတ်ပတ်ရင်ကျွန်တော်ရှိဘက်ကိုသူတို့ရောက်လာကြပြန်哦ကံကောင်းရင်တော့ဒီတစ်ခါသူတို့ကကျွန်တော်ကိုမမြင်ဘူးကံဆိုးရင်တော့သူတို့ကကျွန်တော်ကိုကြောပေးပြီးပိတ်ထိုင်နေတယ်ဟဲငါတို့ဘာမှလည်းမလှူကြရသေးဘူးဘာအတွက်လဲဘသူ့ကိုရည်စိုးပြီးလှူမလဲဟဲ့ တန်စင်းအတွက်ပဲထိုးဝေကိုယူစုပြီးလှူလိုက်ပေါ့ဟာကောင်းမှရနော်နောက်မှကျွန်တော်မလှုပ်ရဲဘူးသူတို့ဘာဆက်ပြောလဲဆိုတာကိုလည်းနားဆွင့်နေမိတယ်ဟဲမိုးကြီးကြီးဝေကအလန့်တကြားအာမေရိတန်ပြူလေဘာလဲဘာလဲဟိုမှာဟိုမှာကြည့်စမ်းအရှိဘတ်ဇောင်းတန်းတွေကစုံလေကြီးနဲ့လဲနေတဲ့အလှူခံွက်တွေစီကိုလက်ညှိုးထိုးပြတယ် အဲ့ဒီဖလားကြီးတဲ့ကိုအကျွေးစိနဲ့လှမ်းလှမ်းပြစ်ထည့်ရတာကံကောင်းကျင်တော့မိုးကြည့်ကြည့်ဝဲဆိုလိုရင်းကိုကျွန်တော်ရိပ်မိလိုက်တယ်ကံဆိုးကျင်တော့သူတို့အုပ်စုကိုအကျွေးမလဲပေးပါနဲ့ဆိုပြီးဂောဘကလူကြီးကိုကျွန်တော်ကလိုက်တားလို့မရဘူးသူတို့ဟာရော်ဘင်ငှက်ကလေးတွေလိုခေါင်းခါခါလဲခါခါလှုပ်ပြီးဇရက်ကလေးတွေလိုချော့ချော့မော့မော့ပြန်ထွက်သွားကြတယ်အကျွေးလေးလဲပေးနေတဲ့ဂောဘကလူကြီးစီကိုပါပဲဗျာတန်းဟန်နေရပါပဲ အိုးတမီးတို့မက်ဆေ့ပေးပါမက်ဆေ့သူတို့ရရတဲ့ကြက်ဆေးတွေကိုငုံကြည့်ပြီးမက်ဆေ့နဲ့လဲခိုင်းနေကံကောင်းကျင်တော့ခောဘကလူကြီးဟာကောင်းခါပြရတယ်မက်ဆေ့မရှိဘူးတမီးရဲ့မက်ဆေ့ကရှားနေပြီဟာဟဲ့တော့ဥဒိယမမိုက်ပါဘူးကံဆိုးကျင်တော့အခုမှရောက်လာတဲ့ခောဘကလူကြီးတယောက်ဟာသူတို့မက်ဆေ့လိုချင်လဲပြလိုက်ပါအခန်းထဲကရေဝိုးစင်တောက်မှရှိတယ် ကလကလေးနဲ့ထည့်ထားတယ်။ငွေသိမ်းပြီးမှသူ့နေရာသူပြန်ထားလိုက်ပေါ့။ဒီလိုမှပေါ့ဥလေးကြီးရဲ့။အဲဒါကြောင့်သမီးတို့ကဥလေးကြီးကိုအဝေးကြီးကကြည့်နေတာ။ဂရီပရီခွက်နဲ့တူတယ်လို့။ကဘာကျော်ရုပ်ရှင်မင်းသားကြီးနဲ့တူတယ်လို့မြောက်တာပါ။ဥလေးကြီးကနားမလည်ပါဘူး။ဘာပြောတယ်ဘာပတ်ဒါပေမဲ့သူတို့ကလည်းဥလေးကြီးပြောတာကိုမကြားတော့ပါဘူး။ မက်ဆေ့လေးတွေရတာနဲ့မခုံယုံမပောက်ယုံတမဲအလူကဘလားရစီကိုအယုံသွင်းပြီးထွက်သွားတယ်ကျွန်တော်ထိုင်နေလို့မဖြစ်တော့ဘူးလေထားရတယ်ရိုးရိုးထားအောင်လည်းလဲဘာမှမထူသူတို့တော့ကိုမတိမသာကတ်သွားတယ်ဘယ်နဲ့လှုပ်ရပါမလဲလို့လဲကောင်းတယ်မှာအတော်စဉ်းစားနေရတယ်ချမ်းမာပါစေဂလော့ဝင်းနေဟေးချမ်းသာပါစေဂလော့ဒါလည်းဝင်တော့ပဲချမ်းသာအောင်မယ် သူတို့ပြောနေကြတယ်အဲ့ဒီချိန်ဒီဘယ်လိုလုပ်ရပါမလဲဆိုတာကျွန်တော်စဉ်းစားလို့မရသေးဘူးကံကောင်းရင်တော့သူတို့ဘာသာတီတို့ပြောနေတဲ့စကားတွေကို ကျွန်တော်ကနောက်ကကြားနေရတယ်ဟဲ့မဆီကိုမပြည့်နဲ့တိမ့်ထားလိုက်မတိမတာဟွက်ထားလိုက်အေးပါဟာနောက်ဆုံးတမတ်ဆီကို သူတို့မပြည့်တော့ပါဘူးတန်စင်ကသူ့ပတ်စံအိတ်ထဲကိုထည့်လိုက်တယ်အဲ့နေရာကနေချက်ချင်းခွာဖို့သူတို့ခြေလမ်းပြင်မှာဟဲ့ တန်းစင်ကျွန်တော်ကသူတို့ကိုအခုမှမြင်သလိုអော်ကြီးရဲ့ကျဲခေါ်လိုက်တယ်သူတို့အားလုံးလန့်သွားပြီကျွန်တော်ကိုလှဲကြည့်ကြကျွန်တော်ကကောဘလူကြီးမကြကြအောင်လှူရင်လဲအကုန်လှူလေဟာဘာကိစ္စပတ်စံတမတ်ကိုဖွဲ့ယူသွားတာလဲမကောင်းဘူးဟာဖះပတ်စံအေးသူတို့မျက်နှာလေးတွေငယ်သွားတယ်ကောဘကလူကြီးတွေဘက်ကိုလှဲကြည့်တယ်ကောဘကလူကြီးတွေကလည်းမျက်မှန်တဝင်းဝင်းနေတယ် တပီးတို့အဲ့လိုမလို့ရအောင်နော်လဲသွားတဲ့အကျွေးတွေကိုမယူရဘူးဒီခွက်တွေလည်းပဲပြစ်သွားမှာတန်စင်ကဈေးစစ်နေသေးတယ်တစိတဲ့ပါမလို့ရဘူးမလို့ရအောင်ကျွန်တော်ကလည်းဝင်းអော်ပေးလိုက်တယ်အေးဟုတ်တယ်မလို့ရဘူးမလို့ကောင်းဘူးတန်စင်နှခမ်းကရော်ဘင်ငတ်ကလေးတွေရဲ့နှုတ်သီးလိုခြုံထွက်လာတယ်စူစူအောင်နဲ့ပတ်စံအိတ်ထဲကမက်ဆေ့ကိုပြန်ထုတ်တယ် ျွန်တော်နဲ့ကောဘကလူကြီးအားလုံးရှိပါပဲစုံလေဖလားခွက်ထဲကိုပြစ်ထည့်လိုက်တယ်ကလောက်ကျွန်တော်ထားကြီးလိုက်တယ်တမတ်စီလေးဝင်သွားတဲ့ခွက်ကိုလည်းသူတို့ကိုလမ်းညှိုးထိုးပြလိုက်တယ်သူတို့လိုက်ကြည့်ကြတယ်ကြည်သောသူမြင်ဤဆိုတဲ့စကားတိုင်းသူတို့တွေမြင်ကြပါလေရဲ့ခွက်မှာရေးထားတဲ့စာချစ်သောသူနဲ့ပေါင်းရပါလို့ဤတဲ့ သူတို့တွေတော့ကံပြီးပြန်သွားကြတယ်ကံကောင်းကျင်တော့သူတို့ရဲ့အကြံစီကိုကျွန်တော်အချိန်မီတားလိုက်နိုင်တယ်ကံဆိုးကျင်တော့သူတို့ကိုအဲ့ဒါလိုလိုက်တားရတယ်ပဲကျွန်တော်ဖျားပေါ်မှာကျွန်တော်ဖက်နှက်ကဘယ်နေရာကြံခဲ့မှမသိခဲ့ဘူးပတ်စံအပေါ်လည်းပါမလာလို့ကိုယ့်ဟင်ကိုခြေတော်ပလင်းသက်သက်နဲ့ပြန်ခဲ့ရပါတယ်အဲ့ညက်နေပါဗော ကောင်းငင်မှာတိမ်နေပုံစံမျိုးစုံပေါ်လိုက်ပြောက်လိုက်ဖြစ်နေတာကိုကြည့်ပြီးဒူးဝင်တဲ့တန်စင်တို့ရဲ့ရှည်ရည်နမိတ်ကို လိုက်တွေးကြည့်မိသေးတယ်။ကြပြာတပုတ်ကိုလည်းရေးဖြစ်တယ်။ကြပြာနမိတ်ကတိမ်ရေးရုပ်တဲ့အဲ့တော့တိုးလေးတကောင်ထိုင်နေရလေ။မဟုတ်ဘူးမဟုတ်ဘူးလူတယောက်ဗစစ်ထုတ်ထိုင်ရင်ဟင်းလေးပြင်ကိုမော်ကြည့်နေတာ။မဟုတ်ဘူးမဟုတ်ဘူးအဲ့တော့ လေးတီတော်တယောက်လေးညို့တင်နေတာကြည်ပါလားမြားရစင်မော့နေပေါ့အဲ့ဒီကြောင့်ကိုပြောပြီးရည်ကျင်လို့ထူးဝင်နေစေရအောင်လိုက်ရှာပါသေးတယ်ဒါပေမဲ့အဲ့ဒီနေ့မှမတွေ့ဘူးနောက်နေ့ညနေကျမှထူးဝေကိုအေးအေးဆိုင်တဆိုင်မှာတကားမှမမြင်ဘူးလေအန်ကေကြီးတယောက်နဲ့ဘီယာတူတွဲတောက်နေရအောင်တွေ့ရတယ်ဟာဟဲ့အောင်လာကျွန်တော်ဇဝေဇွားနဲ့ဝင်သွားရတယ် အန်ဂေးကြီးဟာအထူးကိုတခုခုပြောပြနေပုံရတယ်။ကျွန်တော်ဝင်သွားလို့သူတို့စကားစာပြတ်သွားပုံလေးရတယ်။ဆက်ပြောကြမယ်ပုံလေးပေါ်တယ်။အဲ့နဲ့ပဲကျွန်တော်လည်းငြိမ်ငြိမ်သက်သက်ပဲဝင်ထိုင်နေလိုက်တယ်။သူတို့စကားဝိုင်းကိုနားထောင်နေလိုက်တယ်။အန်ဂေးကြီးကပြောတယ်။သူ့မျက်လုံးတွေဟာရီဝေးနေတယ်။အဲ့တော့ကနိုင်ငံရေးခေတ်ကိုတားရဲ့အန်ဂေးလည်းနိုင်ငံရေးနဲ့ညှိပြီးတော့ထောင်ကျသွားတယ်။အန်ဂေးချစ်သူကလည်းယူကျုံးမရခံစားရင် တယောက်တည်းကြံရစ်ခဲ့တယ်။ပြာမောတော့တယ်။မျက်လုံးတွေကဟိုးဝေးတနေရာမှာအတိတ်ရဲ့တစုံတရာကို ပြန်မြင်နေရသလို သူငေးကြည့်လို့စကားဆက်တယ်။အန်ကလေးထောင်ထဲကနေပြီးတော့ဘာမှ မတက်နိုင်လိုက်ဘူး။အန်ကချစ်သူကအပြင်မှာလူတယောက်ရဲ့ဖြည့်ဆည်းမှုကိုခံလိုက်ရတယ်။အဲ့လူရဲ့အမြောင်မရားတာတာဘဝမှာနေရတယ်။အဲ့လူကလည်းသူ့ကိုမယူပါဘူး။နောက်တော့ပြစ်သွားတယ်။ အန်ကယ်ရင်ထဲမှာမချိလောက်အဲ့လိုနေနေကအန်ကယ်ကတနေ့မှာသတင်းစာတစ်စောင်ဖတ်ရတယ်အဲ့ဒီသတင်းစာထဲမှာအန်ကယ်ချစ်သူရဲ့လက်ထပ်ကြုံညာပါလာတယ်အန်ကယ်တငယ်ချင်းတယောက်နဲ့လက်ထပ်တာပါပဲဖာစာပလအစိုးရစီမှာပဲအလုံးလုံးနေတဲ့လူရိုးလူကောင်းတယောက်ပါပဲအဲ့ဒီကြုံညာကိုဖတ်ပြီးအန်ကယ်မျက်ရည်ကျတယ်တာမျက်ရည်ကျတယ်သူ့စကားတန်လို့အက်ကွဲနေတယ် ဝမ်းနေလို့တော့မဟုတ်ဘူးတာဝမ်းတာလို့ဝမ်းတာလို့ဩငါချစ်သူဘောကလေးငိမ့်ညာမြင့်မာသွားပြီဆိုပြီးကြည်နူးဝမ်းတာလုံးလို့မျက်ရည်ကျခဲ့ရတယ်စကားရက်သွားပြန်တယ်ထိုးရင်လည်းကျွန်တော် တိတ်ဆိတ်ခံစားဟိုးခေပေါင်းများစွာစီကရဲရင်စွာပြန်တန်းလာတဲ့အချစ်ဆိုတဲ့အရာရဲ့တောင်မှခက်တဲ့တစ်ဖက်ဖက်ကိုရင်မာကြပြီးနှလုံးသားဟာ တိလာတယောင်ခံစားနေရစိုးနေအပ်껙တဲ့စကားတန်တို့ဟာတီတိုပြန့်လွင့်နေတယ်ကိုချစ်သူလက်ထက်တဲ့ကြောင်ညာကိုဖတ်ပြီးဝမ်းသာလို့ငိုရတယ်သူဆိုတာမင်းတို့ကြားဘူးသလားဒါပုံမြင်မဟုတ်ဘူးတကယ်ကိုဖြစ်ခဲ့တယ်တကယ်ကိုဖြစ်ခဲ့တယ်ကိုချစ်သူတော့ဒီနေ့ထိလည်းမမေ့ဘူးပေါင်းရမှာမပေါင်းရမှာမဟုတ်ပါဘူးအတီးကား ချစ်သူကိုကိုချစ်နေဖို့ပါပဲညအမောင်တဲချိန်မှာကျွန်တော်တို့ပြန်ခဲ့ကြတယ်ငါနဲ့လည်းမသိဘူးတစပွဲတည်းဘီယာထိုင်တော့ရင်စကားသမီးပြောပြတာသူ့အကြောင်းကြားရတာစိတ်မကောင်းစရာပဲဟေးငရဲ့ချစ်အနှစ်တရာမမေ့တာဆိုတာလေတကယ်မှန်တာပဲအင်းငရဲ့ပေါင်းအနှစ်တသောမမေ့ကောင်းတဲ့အိညာဘလို့ဖြစ်ကြရတော့မသိဘူးလက်ဖေးဆိုင်မှာ ဇေယလာတဲ့ထီတော့မဆောင်ကိုယ့်အိမ်ကိုပြန်ခဲ့ကြတယ်နောက်ဒီနေ့မနက်မှာဇေယကကျွန်တော်အိမ်ကိုလာခေါ်တယ်အင်္ဂလိပ်စာသင်တန်းသွားမယ်တဲ့လမ်းမှာကျွန်တော်တို့ပြောကြတဲ့ဇာတ်ကားတွေဟာထူးထူးခြားခြားတော့မဟုတ်ပါဘူးဒါပေမဲ့လေးနက်တယ်ထူးရယ်တန်စင်ရယ်အချစ်ရယ်ကန့်ကြမရယ်အဲ့ဒါပါပဲနှစ်ယောက်စလုံးပြောပြောရှင်းရှင်းစိတ်ရှုပ်ထွေးခဲ့ကြရတာပေါ့တင်နန်းနာရောက်ခံဒီလမ်းထိတ်ကြတော့ ဟာဟေ့ယောဟေ့ယောဟိုမောဇေယအထိတ်တလန့်ပြလို့ကျွန်တော်လိုက်ကြည့်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအထိတ်တလန့်ဖြစ်သွားတယ်ဟာသူ့ရင်နဲ့တန်းစင်အေးဘာဖြစ်နေရလဲမသိဘူးရံဖြစ်နေရလားမသိရံဖြစ်နေပုံတော့မဟုတ်ဘူးကွာသူ့ရင်နဲ့တန်းစင်ရက်နေရအိုးအမြန်လျှောက်သွားကြပါတယ်သူ့ရင်ကတော့သူ့ပုံစံအတိုင်းပြုံးစီစီပြောင်းဆက်ဆက်ပါပဲတန်းစင်ကလည်းသူ့ရင်ပြောတဲ့အတိုင်းလာတိလာတာ ग्वा တိ ग्वा ကြပုံလေးပါပဲ။ ူတို့ဟာကျွန်တော်တို့မမြင်ဘူး။တန်စင်ကတစုံတရာကိုတောင်းဆိုပြီးထုေဟာအာနာပါနာနဲ့လှုပ်ညင်းနေတယ်။မရလို့ပါဟာနင်ဘလို့မှမအောင်မိနဲ့။အေးလေမရလည်းပြီးတာပဲ။တန်စင်ကလည်းခက်ပြက်ပြက်ပါပဲ။နင့်ဟောငါညစ်တာမဟုတ်ပါဘူး။ဆယ်ပြားနေရတော့ဘလို့မှမရလို့ပါ။ပြောပြောဆိုဆိုထုေဟာတန်စင်လာပေးပုံရှိတယ်ဆယ်ပြားစီလေးကိုပြန်ထိုးပေးတယ်။တန်စင်ကလည်းဇက်ခနဲပြန်ယူတယ်။ ကျွန်တော်ရည်ကျင်သွားတယ်တန်ဆင်းကိုလည်းတနာလည်းတနာပါတယ်သူတမတ်စီကိုအသေးအံလိုက်ရှာဖို့ရတယ်အခုဒီဆယ်ပြားစီကလည်းဘယ်ကရလာလဲမသိဘူးအဲ့ဆယ်ပြားစီတော့သူကန်ကောင်းလို့ရတာဖြစ်မယ်ကန်ဆိုးနေတာတမတ်စီမဟုတ်တာပဲသူ့ရဲ့အသေးချာရှင်းပြပါတယ်ဒီလိုတန်းနေရဲ့ငါဘဝကူးကောင်းဖို့အတွက်ဒီတမက်စီကိုလိုချင်တော့ဟိုဒါကတော့ကပဲ ရိုသမားကငါ့ကိုဘယ်ပို့မယ်မှန်းလည်းမသိဘူးတမတ်ပေးရမယ်ဆိုတာပဲတိတာအမောင်ကြီးရဲ့မှာဖြစ်ချင် ဖြစ်မယ်မြစ်ကိုလည်းငါမြင်ရင်မှမြင်ရမှာငါလိုပဲတည်ပြီးသားလူတွေမြစ်စိတ်မှာကရိုးလေးကိုစောင့်နေကြရလိမ့်မယ်ကရိုသမားကိုလည်းငါတို့မြင်ရင်မှမြင်ရမှာဝိယုံနဲ့ကြီးတွေဝှက်ထားနိုင်တယ်ခေါင်းမှာခမောက်ကြီးစောင်းထားနိုင်တယ်မင်းကလည်းဗဇက်တွေနှကောင်းတွေဘာမှမပါပဲပြောင်းကြီးဖြစ်နေနိုင်တယ် ။ဘာစကားမှလည်းပြောမှာမဟုတ်ဘူး။တို့လူတွေရှိမှလော်ဝါဖြန့်နေမယ်။တယောက်ပြီးတယောက်ကတမတ်စီထုတ်ပေးပြီးသူ့လေပေါ်ကိုတက်သွားလိုက်ရလိမ့်မယ်။လေအားအမောင်ထဲဝင်ပြီးပျောက်သွားလိမ့်မယ်။လေလော်ဆောင်ကိုလည်းကြားရမှာမဟုတ်ဘူး။ဒါပေမဲ့ကရိုသမားကပြန်ရောက်လာလိမ့်မယ်။တယောက်ပြီးတယောက်ကိုခေါ်သွားလိမ့်မယ်။တမတ်တော်ယူလိမ့်မယ်။ငါလေကြမှာငါရှိလော်ဝါဖြန့်လို့ငါဆယ်ပြားပဲထုတ်ပေးရင်ဘလို့ဖြစ်မလဲမသိဘူး ။ငါလည်းမျက်နှာငယ်တာပေါ့ဟဲ့နင်စဉ်းစားကြည့်ပေါ့။ဆယ်ရတဲ့ရလို့ဂရုသမားကငါ့ကိုတစ်ဖက်ကန်းခေါ်မသွားပဲ။ဂုတ်ကဆွဲပြီးနင့်အခန်းထဲကိုလာထည့်ထားရင်ဘယ်နဲ့လုံမလဲ။ဒီနေ့ပဲသေးတယ်။နောက်နေ့ကျနင့်အခန်းထဲမှာငါငုတ်တုတ်ကြီးဆိုရင် ပြဿနာ။နင်မကြောက်တော့ငါကြောက်တယ်။တော်တော်တော်ဘာဒီမှန်းလည်းမသိဘူးစိတ်ချငါတမက်ရအောင်ထက်ရှာအောင်မယ်ရမှလာခဲ့မယ်ပြောပြီးတန်စင်လှဲ့ထွက်သွားတယ် တို့ရနတ်သေးဆက်ကိုလက်နဲ့ကုပ်ရင်တန်စင်သွားတော့နောက်ကငေးကြည့်ရင်ကြံရစ်ခဲ့တယ်ဟေ့ရောင်ဟေးအေးဘာမှရှင်းပြနေကြတော့မလိုတော့ပါဘူးကျွန်တော်တို့သုံးယောက်ဝါးကနေပြိုင်တူးရီမိကြတယ်ကရိုးကတော့ဈေးစင်နေတယ်ကွာဆယ်ပြားထားပါလားတဲ့။ဩမိမဟုတ်ကွာပြောပြီးထက်ရည်ပြကြပါနဲ့။ဇာသင်္ကန်းရဲ့ဝန်ခံကြီးမှာထိုးရ သူ့ဘာသာအလိုမကျသလို စကားတခွန်းကိုခက်ညင်းကြီးဆိုတယ်။ဒီတမတ်စေဝင်ရှုပ်နေရတယ်ပဲ။တန်စင်ကိုခုတည်းကြီးစားစကားတော့ကောင်းကောင်းမပြောရသေးဘူး။ကျွန်တော်နဲ့ဇေယမှာရေအခက်ငိုအခက်နဲ့စာသင်ခန်းထဲမှာ ကျွန်တော်ကဗျာလေးရေးထားတဲ့ကဗလာစာအုပ်ကိုဆွဲပြီးသူ့ရာကဗျာတပုတ်ကိုထောက်ပြတယ်။ငါအဲ့လိုခံစားနေရတယ်။ဇေယကစာအုပ်ကိုဆွဲယူပြီးကြည်တယ်။ ကျွန်တော်လည်းပြတယ်ကျွန်တော်ရဲ့ခြေစင်ဆိုတဲ့ကဗျာပြန်ခြေကြလားငါခြေစင်တွေကောက်ပြီးငါကောင်းရင်တော်စီကို ပို့လို့ပေးနေခဏမစဲဒါ ਉਹ ပြိုခြေချင်းလို့ဆိုပြန်တယ်ငါကောင်းရင်တော်ကစမက်ကြကြအခင်တခင်ဖြစ်မလာသေးမီအထီတော်ငါခြေစင်တွေအင်အားအခြေချနိုင်မယ်မထင်ဘူး တင်နာအပြန်မှာထိုးရကျွန်တော်ထင်မထားတာတခုပြောပါတယ်တပတ်ခါကြာရင်ကေခိုင်တို့အိမ်မှာကြပြာရုပ်ပွဲလုပ်မယ်တဲ့အဲ့ဒါမင်းကိုလာဖိတ်သွားတယ်ဟင်ကေခိုင်တို့ကအဲ့ဒါကြီးဝါသနာပါလို့လားမသိဘူးသူ့ကိုယ်နဲ့သူ့မောင်ကတော့ကြပြာရေးတယ်ပြောတာပဲဩအဲ့ဒါလို့လားအေးအေးတွားလိုက်မယ်တွားလိုက်မယ်မလုပ်နဲ့ငါလဲလိုက်ခဲ့ပါမင်းကဘာလို့မလုပ် သူ့ဘာသာလိုက်တာဘာဖြစ်လဲသူ့ဘာသာဘာလို့တော့ပေါ့တူတယ်မဟုတ်ဘူးငါလဲလိုက်မယ်ဆရာကြီးတခင်ကိုတော့ဇေယကိုတိုင်လိုက်မယ်ခွာပဲကျွန်တော်ကောင်းကုန်ပြီလေဒီကောင်းလေးပါလာရင်တော့ကြပြရုပ်ပဲပြတ်မှာပဲဘာလဲမင်းကတို့ကိုမလိုက်စေချင်ဘူးလားဟုတ်လားအဲ့လိုလားအဲမဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူးဒါမှမဟုတ်မင်းကတို့အမှုပညာနားမလဲတဲ့ကောင်လေးလို့ယူဆလို့လားဟုတ်လား အဲအဲ့လိုမဟုတ်ပါဘူးဟဲ့ရောဒီမှာရောမင်းတို့တော့တို့ကပြန်ပင်ပေးရအောင်ပဲထွေးဒီကောင်တင်ပေးလိုက်စမ်းဒီမဲ့အေးရင်းချိုထွေးရလေအငြိမ်းမနေဘူးမင်းအမှတ်တာကွာကြပြားဆိုတာဒုက္ခပါပဲကြပြားဆိုတာကာပြားဆိုတဲ့ပါဠိစကားစဉ်းသက်လာတာဘာအဓိပ္ပာယ်လဲဆိုတာဘယ်သူမှမသိဘူးအေ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 းပါကွာလာရင်လည်းလာကြပါတော့ လိုက်ရဲလဲလိုက်ခဲ့ကြတော့ဒီတော့ဆိုရင်ငါကြောက်ပါပြီအေးဒီလိုမှပေါ့ကွာနေရောက်တာအဲ့ဒီတော့မှဘဝင်ကြသွားတယ်ပါဇက်ကပောက်ခရရီရှောက်អော်ကြတယ်ကြပြာရုပ်ပွဲဒိုးစင်နှဲမီမူးလဲယုံဖြင့်မတည်နိုင်ကြပြာရုပ်ပွဲလုံးမဲ့နေကြတော့နှကောင်လုံးကျွန်တော်အိမ်ရောက်မလာကြပါဘူးတော်ပါသေးရဲ့ဆိုပြီးကိုဘသာကိုသွားကမှာ သူတို့ဟာကြိုရောက်နေကြအောင်အမိသားတွေ့ရတယ်။ဒါဟေးမောင်အေလင်းချိုထိုင်းဗျာဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့သူတို့ကတော့ကို့ကိုနေရာထိုင်ခွင့်နေပေးလို့ကြပြာရုပ်ပွဲမှာသူတို့နဲ့တည်တယ်ကြပြာဆရာလည်းတရားအောင်မှမပါဘူးဒါပေမဲ့နှကောင်လုံးခက်တီတီပါပဲဟောသူရပြပြမြူးမြူးထအော်တယ်တန်စင်ရဲ့မိုးကြီးကြီးကိုရောက်လာတာဟော အင်းလေကေခန့်အိမ်မှာလောက်တာဆိုတော့သူတို့လာကြမှာပေါ့မိမတို့ပါวะတက်သိပညာမနေသားဆိုတဲ့အတိုင်းလာဆက်စုကြမှာပေါ့ထင်သားပဲသူရအောင်မြင်သူတယောက်လို့ရေချော့လိုက်တယ်ဇေယျလည်းမနေခဲ့ပါဘူးအေးငါလည်းထင်သားပဲဒါဆိုရင်တော့ငါကြပြားတပုတ်လောက်ရွတ်มาဖြစ်မယ်သူရစကားကြောင့်ကျွန်တော်လန့်သွားတဲ့ချိန်မှာဇေယျစကားကြောင့်ထက်လန့်သွားရပြန်တယ် အေးငါလည်းတပုတ်ရွတ်မယ်ဟာဟဲ့အောင်နေမင်းတို့ဘာလဲမင်းကမရွတ်စေချင်ဘူးလားဟုတ်ဘူးလေကွာမင်းတို့ကဘာမဟုတ်ရမှာလဲဟဲ့ကောင်ထူရင်ဒီကောင်ကိုနင်းနဲ့ပညာပြလိုက်စမ်းပါဦးဒီမဲ့အေးလေးချိုကြပြားဆိုတာကာပြားကစင်းတက်လာပြီဟာလုံးပြန်ပြီကွာကျွန်တော်စိတ်ပြက်လက်ပြက်ခေါင်းကုပ်မိတယ်ထူရ ငါတို့ရဲ့အမှုပညာမှော်ဝင်မှုကိုမင်းမချုပ်ချယ်စမ်းပါနဲ့ကွာဟောဗျာခက်တော့ခက်ပါပြီရွတ်ရင်လည်းရွတ်ကြကွာရွတ်ကြအေးဒါဘို့ကွာရွတ်မယ်ရွတ်မှာဗောမင်းတို့ကြတော့ရွတ်ပြီငါတို့ကြတော့မရွတ်ပါဘူးဆိုရင်ဘယ်ဟုတ်မလဲငါတို့လည်းရွတ်မယ်မင်းတို့ရွတ်ရောရွတ်တယ်လို့လားဟေ့အောင်အေးရင်းချို့အထွတ်ကျောင်းကျောင်းမှာတော့ငါတို့ရဲ့ဆရာဦးကိုဝါဟာ ငါတို့ငရွလေးတွေလို့ခေါ်တာမင်းဘာသိလို့လဲမင်းထက်တော့ရွတ်တက်သေးအေးပြီးရောကွာပြီးရောတန်စင်တို့မိုးကြီးကြီးဝေတို့ကလည်းလူအုပ်ထဲမှာထိုးဝင်တဲ့ဇေယျကိုကြည့်ပြီးအံ့ဩပုံရပါတယ်ဒီကောင်တွေကိုကွက်ကြီးကွက်ကြီးနဲ့စကားတီးတို့ပြောကြတယ်သူတို့ကတော့လေးလာသူတနည်းဆက်စုသူဖြစ်လာပုံရပါတယ်ကိုယ်တိုင် ပါဝင်မဲ့အရေးရောမတွေ့ရပါဘူး ထိုးရင်နဲ့ဈေးကဝင်ရုံမယ်ဆိုတာကိုလည်းသူတို့ရောင်လို့တော့စဉ်းစားမိမှာမဟုတ်ဘူးဒီလိုနဲ့ပဲကြပြာရုပ်ပွဲကိုစတင်လိုက်ကြပါတယ်။ဟွာရင်းကြပြာဆရာကြီးတွေကစရုပ်ပါတယ်ပြီးတော့ဒုငယ်တွေကြပြာတွေကလည်းကောင်းကြပါတယ်ရှေးကြပြာ ခေတ်ဆန်းကြပြာရွတ်သူအနေချင်းပါဝင်ပြီးအများစုကတော့မော်ဒယ်ကြပြာတွေရွတ်ကြပါတယ်ခက်တာကကျွန်တော်မှကြပြာကိုတစ်ဖက်ကခန်းစားရင်တစ်ဖက်ကလည်းခုနကောင်ကိုအရေးချေကြည့်နေရတာမတက်တာဘူး ဇေယျကတော့အမတန်စိတ်ဝင်စားတဲ့ဟန်နဲ့နားထောင်နေတယ်။သူ့ရဲ့ကတော့ကြပြတပုတ်ရွတ်လို့စုံနိုင်စုံနိုင်မှာတန်စင်ကိုလှမ်းကြည့်ပြီးခံစားရပါတယ်ဗျာ။ခံစားရပါတယ်။သူရေရွတ်တယ်။နောက်ကြတော့ကျွန်တော်ရွရမယ့်အလှည့်ရောက်လာပါတယ်။ကြပြဆရာအေလင်းချိုရဲ့အလဲပါပဲခမ ्या ကျညာတန်ဆုံးမှာကျွန်တော်မတ်တက်ထရရရတယ်ဇေယျကလိုက်ရမလို့လှုပ်တယ် မင်းကဘာလို့မလို့လဲထိုင်နေလေငါလဲရွတ်မယ်လေမင်းကပြရွတ်တော့နောက်က ဟာမိုနီလိုက်ပြီတောင်းမှန်ပါတယ်ကွာငင်းငိမ့်နေစမ်းပါကပြရွတ်ဖို့ပြင်ရတယ်ရွတ်ရှင်နဲ့ကပြသုံးလေးဖို့ရှိတယ်စိတ်ထဲကရွေးရင်ရွေးရင်ကျွန်တော်ဓာတ်ပုံလေးဆိုတဲ့ကပြလေးကိုရွတ်ပါမယ်တယောက်သောသူတို့ရေးတဲ့ကပြလေးပါပဲအားလုံးဟာငြိမ်သက်နားထောင်နေကြတယ် တပ်ပုံလေးမိုးလုံးလေးလိုနှလုံးအိမ်ထဲမှာတယူတရတိန်းထားတဲ့တပ်ပုံလေးထုတ်ထုတ်ကြည့်ဖြစ်တယ်တောင်းတတိုင်းတောင်းတတိုင်းရွှဲနေမျက်လုံးအိမ်ထဲမျက်ရည်တွေတပ်ပုံလေးဟာငါ့ကိုတွေ့ရင်ငေးငါတပ်ပုံလေးကိုတွေ့ရင်ငေးလွမ်းနေပြန်ထိုင်ပြီးခဏကြာမှ စကားသံလေးတီးတိုးပြန်ထွက်လာတယ် ောက်ထပ်တယောက်ပြီးတယောက်ရွတ်ကြတယ်။ကြပြားစရာအလုံးရွတ်ဆိုပြီးသွားတဲ့ဆိုမှာအဲဟိုညီလေးလည်းလှုပ်ကြပါဦး။ကြပြားလေးပါလေရွတ်ပါဦး။ကျွန်တော်လန့်သွားတယ်။ထိုးဝင်တဲ့ဇေယျကတော့သဘောကျသွားတယ်။နွားငတ်ရေးရင်းနဲ့ကြတာမဟုတ်ဘူး။နွားငတ်တွေပုံမှန်အောက်ရောက်သွားတာ။ဒီကောင်တွေကလည်းသူတို့ကိုသူတို့ကြပြားစရာရောင်ရောင်ဘာရောင်ရောင်ဝက်လာကြဘူး။အင်ကြီးဖြူကော်လန်ကတော့နဲ့ကချင်လုံးကြီးနဲ့ တွေကြီးတွေလွယ်ပြီးလက်ကြားမှာဆေးဘောလေးတွေညှက်လို့ခြုံဝင်မြင်လို့ယုံလို့ပြင်လာကြတယ်ဇေယထပါပြီကျွန်တော်ကြပြတပုတ်ရွတ်ပါမယ်တန်စင်တို့ကေခိုင်တို့မိုးချီချီဝေတို့မျက်လုံးမျက်စံပြူလို့ပေါ့ကျွန်တော်ကြပြတော့မဟုတ်ပါဘူးဘသူကြပြမှန်းလဲမသိပါဘူးကျွန်တော်ဘာကြီးရဲ့ဒံယာရီအဟောင်းတအုပ်မှာကူးမှတ်ထားတာတွေ့လို့ ကြိုက်လေကြိုက်လို့အလွတ်ကျက်ထားတဲ့ကြပြပါအခုကျွန်တော်အဲ့ကြပြလေးကိုရွတ်ပါမယ်အလုံးဟာအဟုတ်အောင်မေးလို့နားထောင်နေကြပါပြီသူပြောပုံဆိုပုံရကြပြပေါ်မှာအတော်တော်စိတ်ဝင်စားနေကြပါပြီကျွန်တော်ကထိုးဝေကို လက်ကုပ်မင်းမိတယ်ဘာကြပြရွတ်မှာလဲပဲသိမှာလဲဆရာသူ့ကြပြကိုစရွတ်ပါတော့တယ်ဒါမရတဲ့တူတူလှုပ်ပေးလိုက်ပြီမိမာမဟုတ်တဲ့အတူတူလိုက်လဲမဖမ်းတော့ပါဘူး အများနည်းသူနားထောင်နေလိုက်တော့တယ်ရွတ်တာကတော့ထန်နဲ့မှန်နဲ့ပါပဲစေးရန်တအိုးစေးစေးတိုးမှ လူခိုးခံလိုက်ရသည်ဟာတကြိမ်ပေါင်တိန်တလက်အေးအတွက်မှနစ်ပြတ်သွားသည်ဟာတကြိမ်ရီစားတယောက်ဆယ်နှစ်မြောက်မှလင်နောက်လိုက်သွားသည်ဟာတကြိမ်သုံးငိမ်သုံးက ရှိခဲ့တာမို့ငါမှကိုကျိုးနဲလာပြီကျွန်တော်က ။ဘာပြောရမလဲတော့မသိတော့ဘူး။လက်ခုတ်တန်နေပါရီတော်ထွက်လာလို့ဇေယအားလုံးကိုဥညုံနှုတ်ဆက်ပြီးပြန်ထိုင်သွားတယ်။ဇေယရွတ်တဲ့ကဗျာရေးသူမီမသိဘူးသဘောကျကြတယ်။ကဲဒီဘက်ကညီလေးရောလို့ပါအောင်ထူဝေဖြုံးစည်းစည်းနဲ့ထိုင်ရအားထပါတယ်။ကြပြရုပ်ဖို့အတွက်အိမ်မာကလေးဟာပြင်ဆင်လာပုံရပါတယ်။သူ့ရဲ့တဲ့ဟာစာရွက်တစ်ထပ်ထုတ်ပြီးလူတချို့ကိုလိုက်ဝေတယ်။ ကျွန်တော်လန့်နေမိတယ်စေးကျင်ညာသလိုလိုဘာလိုလိုနဲ့ဒီကောင်ဘာလို့မလဲမသိဘူးတန်းစင်ကိုတော့တွားပေးတယ်ဟိုကလည်းမယုံသင်္ကာနဲ့ယူဖတ်နေတယ်ကျွန်တော်ရှေ့ရအဖြစ်မှာသူမပေးပေမဲ့ကျွန်တော်ကတရက်ဆွဲလှုပ်လိုက်တယ်ဘာ၄လဲကျွန်တော်ဖတ်ပြီးစိတ်ညစ်သွားတယ်စာရွက်ထဲမှာရေးထားတာအင်္ဂလိပ်မီးနင်းနေအတန်ထွက်လဲထည့်ထားတယ် I love you very much တင့်ကို ကျွန်ုပ်အလွန်ချစ်သည် Harry at ်တွတ်တွတ်လတ်လတ်လှုပ်ရှားသည်ရိုစီချီနှင်းစီအောင်ပါပြင် I want to kiss ကျွန်ုပ်နမ်းလိုသည် PD face လာသောမျက်နှာ lady အမျိုးသမီး jolly ပျော်ရွှင်မှု sorry ဝမ်းနည်းမှု letter ပေးစာ you see သင်သိမြင်သည် beautiful လှပသော how and them ပေပုံပေနီ mary လက်ထက်သည် အားလုံးဦးကြောင်ကြောင်ဖြစ်နေချိန်မှာပဲသူ့ရေကအမှားစကားပြောပါတယ်အခုကျွန်တော်ရွတ်မဲ့ကဗျာတော့မောင်မာနနဲ့မတ်တင်ခါဆိုတဲ့ရွှေကျူးကုမ္ပဏီထုတ်စာအုပ်အဟောင်းတုတ်ထဲကကူးယူထားတဲ့ကဗျာဖြစ်ပါတယ်အင်္ဂလိပ်စာလုံးတွေညှက်ရေးထားတဲ့လူပြိုလက်တေးတတ်တဖို့ဖြစ်ပါတယ်ကျွန်တော်တငယ်ချင်းအေလင်းချို့လိုပဲတယောက်သောသူကိုရည်ရွယ်ပါတယ် အားလုံးကမျက်လုံးပြုနေဝိုင်းကြည့်နေကြတယ်သူရတော့အကြောက်လန့်မရှိပါဘူးချောင်းရှင်းပြီးတော့သူ့ကြပြာကိုစရွတ်ပါတော့တယ် I love you very much ဆွဲမိကမှန်တယ်ဟယ်ရီအကြံရွယ်တဲ့စံစပယ်ပန်းရိုစီချက်ခိုင်တဲ့ပန်းကျူကို I want to get ဖို့ပြီမှာ pity face မေးသားဝါကိုနေမကွာစိတ်တန်း လေဒီကိုဖေးရီမှန်းပါလို့နေကြီးတန်းအခါမပျော်ပြီးဂျော်လီကင်းတာမို့ sorry ချင်းဖြစ်ရတော့တာလက်တာကရက်များကြာလင်ခန့်ညားမှာယူစီးတော့ beautiful လေးမျက်ရှင်တွေးလျက်ထင်မြင်ဟောင်းအန်တန်ပလဲမြင်ကိုမယ်ရီဂျင်စန်းပါပြီလေကြပြအဆုံးမှာအားလုံးဟာခဏတော့ငြိမ်လို့ နောက်တော့မှဝါကနဲ့ပွဲကြကုန်ကြတယ်သူရတော့ပြုံးစီပြုံးစီနေပဲပြန်ထိုင်နေလေရဲ့တန်စင်ကတော့မျက်နှာကြီးမှုံကုတ်ကုတ်ဖြစ်နေတယ်ကေခိုင်နဲ့မိုးချီကြီးဝေကရည်ကျင်ပက်ကြီးဖြစ်နေတယ်လို့ပဲအဲ့ဒီချိန်မှာပဲကျွန်တော်မြင်လိုက်ရတာတခုရှိတယ်သူရတန်စင်ကိုလှမ်းရည်ပြတယ်တန်စင်ကမျက်စောင်းထိုးပြီးမျက်နှာလွှဲသွားတယ်ခဏကြာတော့တန်စင်တို့ပြန်ကြတယ်ကြပြရုပ်ပွဲလည်းပြီးသွားပါပြီ အဖွဲဖွဲပြန်လာကြတယ်ကျွန်တော်တို့လည်းပြန်လာကြတယ်လမ်းမှာထိုးရရာပြောတယ်ခုမှပဲတန်စင်းကိုလူကြားသူကြားထဲမှာလူသိသူသိရေးစားစကားပြောရတော့တယ်လူမြင်သူမြင်တွဲဖို့ပဲကြံတော့တယ်အောင်မှာသူတွေးတဲ့သူနဲ့ဟုတ်နေရစီရအဲ့လိုဝင်ငေါ့လို့၃ရောက်လို့ရေးကြရသေးတယ်ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တာ ဆရာတာယာမင်းဝေရဲ့ပန်းလက်ဖွားမှာပါအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးဆိုတဲ့ဝတ္ထုစာအုပ်လေးကိုအပိုင်လေးအနေနဲ့ဖတ်ပြပေးခဲ့တာဒီမှာပဲခိတခနာရန်နာဝင်ပြုပါခင်ဗျာဆက်လက်ပြီးတော့လည်းအပိုင်ငါ့ကိုဖတ်ပြပေးမှာဖြစ်လို့စောင့်မျှော်နှားစဉ်အားပေးကြပါဦးခင်ဗျာနာတော်တာဆင်သူပေါင်းစေဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းများလည်းပြည့်စုံ၏ဘေးရန်ရဲ့အပေါင်းမှာ 跟我一家吧，是。